ဒီနေ့စီစဉ်ကနေဆွေးနွေးတင်ပြပေးမယ့်အကြောင်းအရာလေးတွေကိုတတရှင်များအားလုံးနဲ့တူတူနားဆင်ကြမယ်နော်။မြမတန်ရဲ့တတရှင်များမင်္ဂလာပါရှင်။မြမရွာရင်ကျိမှုတွေကိုချစ်ခင်မြတ်နိုးကြတဲ့တတရှင်တွေအတွက်မြမတို့ရဲ့ဒီအစမဟာဂိတအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒီနေ့မြမတို့ရဲ့ဒီအစာမဟာဂိဒအစီအစဉ်မှာတော့တီးတဲ့ရှင်နှင်းနှင်းထူးနဲ့တွေ့ဆုံပေးဖို့စီစဉ်ထားပါတယ်မနေ့နေ့ထုမင်္ဂလာပါရှင်။အော်မင်္ဂလာပါရှင်။တဒတ်ဆင်တွေကိုနှုတ်ဆက်စကားလေးပြောပေးပါလားရှင်။ဟုတ်ကဲ့။ကိုလူညူလေးလေးကြော်ညာလိုက်ပါဦးမေမမလေး။ဟုတ်ကဲ့ပါ။ကြောင်းတိုင်းရောင်ငန်မျိုးကဒီလူတိုင်းတူတူဖြစ်ပါတယ်။ အဲပချင်းစီရဲ့ခမနေပတိထားတာပေါ့နော်စကားဆံဝဲတာလေးတွေအုံလုံးလေးပေါ့နော်ဘာဂီတမြန်မာတန်ပေါ့ပချင်းကြီးပချင်းကမြန်မာဆံနဲ့ပတ်သက်ပြီးတော့စစ်ပါဝင်စားကြတဲ့မြန်မာအမျိုးသားအလုံးမမြသမီးအလုံးကိုကုသိုလ်နှပြရှင်လန်းချမ်းမြေပါလေလို့ဒီစွာပထမမေတ္တာပို့သအပ်ပါတယ်လက်ခွင့်ဆက်ပါတယ်ရှင်ဟုတ်ကဲ့ပါမမနှင်းထူးဟိုမမနှင်းနှင်းထူးအနေနဲ့ပေါ့နော်ဂီတလောကလေရောက်ရှိခဲ့ပုံလေးရစပြီးတော့ပြပြပေးပါလားရှင်။မမကပထမဦးဆုံးမန္တလေးမြို့က မဟာဂီတစောင်းပညာရှင်ဆရာဦးမြင့်မောင်စီမှာမဟာဂီတနဲ့ပတ်သက်တဲ့ဆန်ပြပညာစာပြီးတော့အခြေခံနေစာပြီးတော့တချင်းကြီးတွေစာပြီးတော့တင်ပြခဲ့ပါတယ်။စောင်းဆရာကြီးပေါ့နော်။စောင်းဆရာကြီးဒီမှာစောင်းဆရာဦးမြင့်မောင်စီမှာတင်ပြခဲ့ပါတယ်။လက်ဦးပထမဦးဆုံးလက်ဦးဆရာပါ။အဲပြီးတော့ဆရာကြီးရဲ့အမျိုးသမီးပေါ့ဆရာမကြီးမေမေဒေါခင်မီဒီမှာလည်းတချင်းကြီးတွေကိုအဲ့လိုပဲတင်ပြခဲ့ပါတယ်။အဲပြီးတော့တံငုံမျိုးကိုရောက်တဲ့အခါမှာတော့နိုင်ငံတော်တေးသံရှင်မဟာဂီတပညာရှင်ဒေါ်ကြီးတက် မှနှင်းတန်လို့ရှိမှလည်းညရီဒီပချင်းနဲ့ပတ်သက်ပြီးတင်ကြခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အမအနေနဲ့ပေါ့နော်ဒီမဟာဂိတသချင်းကြီးတွေတည်ဆိုဖြစ်တဲ့အကြောင်းလေးကိုလည်းပြောပြပေးပါလားရှင်ရှင်ကြီးရတယ်အဲ့ဒီတော့ကသာမျက်ဆရာကြီးကိုတင်ရတယ်ဆိုကြတဲ့ကွာဆရာသချင်းအဖြေကနေစတင်နေကိုကိုရင်းမှတ်ကလည်းဒီမြန်မာသချင်းတွေကိုပဲမျက်လို့ရပေါ့နော်ဆွဲလန်းနေအဲ့တော့သချင်းကြီးအခြေခံနေစပြီးတော့တင်ပြသွားပါတယ်တကယ်လည်းမျက်လို့ပါတယ်ဒီသချင်းကြီးလေးတွေကိုလေဟုတ်ကဲ့ပါရှင် ဦးတီးသန့်ရှင်တယောက်အနေနဲ့လေမဟာဂီတသချင်းကြီးတွေကိုသိရှိနားလည်တက်မြောက်ထားမယ်ဆိုလို့ရှိရင်ဘလောက်ထိအထောက်အကူဖြစ်စေလဲဆိုတဲ့အကြောင်းကိုလည်းပြပြပေးပါလားရှင်။တီးသန့်ရှင်တယောက်အနေနဲ့ဘလိုမျိုးလဲဆိုတော့ခစ်ပေါ်ပဲဆိုဆိုမဟာဂီတပဲဆိုဆိုပေါ့နော်။တီးသန့်ရှင်တယောက်အဖြစ်လို့ခံယူပြီးတော့ဒီအမှုပညာကိုမျက်နှာဆိုတော့ထိမ့်သိမ့်မယ်ဆိုရင်တော့အားလုံးအကြံပြုချင်ပါတယ်။ဒီမဟာဂီတနဲ့ပတ်သက်တာအခြေခံကနေသင်တရားပြတာစတဲ့အခြေခံသချင်းလေးကနေစပြီးစီဝါစာပေါ့နော်အပန်နေတန်ထားစာပြီးပိုင်နိုင်သွားနေ လေးလာပြီးတော့ပထမဆုံးလေးလာကြည့်ဘူးပြီးတော့မှဒီပချင်းလေးပြင်ကြပါလို့ဒီဆိုရင်တော့အများကြီးထောက်ကူပြပါတယ်လို့အကောင်းဆုံးဆိုနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်မမနေနေသူရုပ်ရှင်သချင်းလေးလည်းတီးဆိုထားတာတွေ့ရပါတယ်ရှင်အဲ့ဒီအကြောင်းလေးလည်းနည်းနည်းတော့ပြပြပေးပါလားဟောဟုတ်ကဲ့ပါမမလေးရုပ်ရှင်နောက်ခံသချင်းလေးမှာတော့ဆရာကြီးဆရာကြီးဦးအောင်လင်းရဲ့ဟောအရင်းစပယ်ဆိုတဲ့ဆလန်လေးကိုရုပ်ရှင်ရက်ခဲတဲ့ခါမှာတန်ဖေးအားဆရာကြီးပေါ့နော်အရန်တော်တဲ့ဆရာကြီးအကယ်ဒမီဥတည်ဝင်းလိုင်ကနေပြီးတော့ ်မောက်လေးနောက်ခံချင်းလေးဆိုပြီးပါဆိုပြီးတော့မှကျန်းလာလာတဲ့တွေ့အဲ့အချိန်တော့လေချစ်ထားပလာနာဆိုတဲ့ချင်းလေးရင်ပြီးတော့စီးတက်ပေါ့နော်စီးတက်လေးတစ်ခုရေပေါ့အဲ့မှာနှစ်ပုတ်နောက်ခံလေးဆိုပြီးခေဘူးပါလိမ့်မှာလေဟုတ်ကဲ့ပါမဒီနေ့လူငယ်တွေအနေနဲ့ပေါ့နော်တချင်းကြီးနဲ့ပတ်သက်လို့ရှိရင်အလံဝေးကြပါလေအဲ့ဒီအပေါ်မှာရောမမနေနေထူးရဲ့အမြင်လေးကိုပြောပြပါလားရှင်တချင်းကြီးနဲ့လူငယ်တွေအလံဝေးရတဲ့အကြောင်းရင်းကခေတ်ကလအပြောင်းလဲလဲ ထားတာပေါ့နော်ခီစီကြောင်းရဲ့အပြောင်းလဲကြောင်းလဲတော့ပါတယ်နံပါတ်၁ကတော့ပေါ့အာယုံနေများတာကိုဒီဖြစ်ပေါ်နေတဲ့ဟိုအနောက်တိုင်းဒိဂိတာတွေကဒီဖြစ်ပေါ်ဒိဂိတာတွေများရတော့အာယုံနေလည်းများနေတယ်အဲ့ဒီဖြစ်ကခီစီကြောင်းရလည်းပြောင်းလာတာမှန်နေပြတခါပချင်းကြီးရဲ့အလောင်းဝေးရတဲ့အကြောင်းကြီးကသူကလေကြားအမြင်များပါမှဒီချင်းလေးကိုနားရရောက်ကြတာလေအဲ့တော့ချင်းကြီးပချင်းကနေကိုပြင်ပြတဲ့အပိုင်းမှာလည်းပြင်ပြတဲ့လူတွေပေါ်မှာလည်းနည်းနည်းတော့လူအချင်းရှိတယ်လို့ထင်ပါတယ် ဟုတ်ကဲ့ပါရှင်ဘောနော်ဒီတစ်ချင်းကြီးဒီလိုဆိုပေမဲ့လဲဝဆောဆင်မှုလေးတွေဘောနော်လူငယ်တွေကိုစိတ်ဝင်စားအောင်စင်တင်လျာပန်းအောင်ဘောနော်ဒီဆိုတဲ့ဟာဒီခါမှာလဲလူငယ်တွေစိတ်ဝင်စားအောင်တန်နေတန်ထားလေးတွေကစပေါ်လေအဲ့လိုမျိုးလေးတွေကစသူပြတဲ့ဒီကက်ကလည်းအရေးတက်ကိုချပြနိုင်ဖို့လိုတယ်လို့ထင်ပါတယ်ဟုတ်ကဲ့မမနိနေထူးရဲ့ဂီတဝါဒနာရှင်သောတာရှင်တွေပေါ့နော်ဒီမြမတန်ရဲ့သောတာရှင်တွေရောဟိုမမနိနေထူးကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှင်ဆက်သွယ်နိုင်မဲ့လိမ့်စာနဲ့ဖုန်းနံပါတ်လေးကိုလည်းပြပြပေးပါလားရှင် ဖုန်းနံပါတ်လေးပဲအဓိကပြောလိုက်တော့မှာပေါ့နော်ဖုန်းနံပါတ်လေးကတော့ထပ်ပြောလိုက်ရတာ၄3တိတိကိုကိုလေးတိပါရန်ကုန်မြို့ပေါ့နော်ဟုတ်ကဲ့ပါမမနင်ထူမမနင်နင်ထူအနေနဲ့လက်တလောဒီမဟာဂီတနဲ့ပတ်သက်တဲ့အမှုပညာလှူရှားမှုလေးတွေကိုလည်းပြပြပေးပါလားရှင်။ဟိုမမတော့အခုဆိုရင်ရပါဖြစ်ဆရာတော်ကြီးတွေပူဇော်ပွဲတို့အဲဒီတော့မင်္ဂလာဆောင်ပေါ့နော်မင်္ဂလာဆောင်ဒီမှာအခါတော့ပေးပွဲတွေအများကြီးမမတို့လက်ခံထားတာရှိရယ်လေ။ဟုတ်ကဲ့ပါရှင်။အေးအဲ့ဒီခါတွေမှာဆိုလို့ရှိရင်မမတော့အဲ့ဒီမဟာဂီတဒီတချင်းကြီးထဲကနဲ့ တော့တက်တဲ့ဟာတွေပဲမမတို့ကထုတ်လုပ်ပြီးတော့လေဒါတော့ကိုရဲ့ဆရာဆရာတွေအစဉ်အလာတိုင်းပေါ့နော်အစဉ်အလာတိုင်းဒေါ်ရီတမနင်းတန်တို့ရဲ့အင်ကြားပေးထားတဲ့အစဉ်အလာတွေတိုင်းမှာဒီမင်္ဂလာဆောင်တွေကလည်းမမတို့တချင်းကြီးတချင်းကြီးနဲ့ပတ်သက်တဲ့အခြေခံအနေမင်္ဂလာရှိတဲ့တချင်းလေးတွေပဲထုတ်လုပ်ပြီးတော့မင်္ဂလာဆောင်တွေကလည်းအခုဆိုရင်သူတို့တမီးသူတို့ကပွဲထုတ်တဲ့ခါမှာအခါတော်ပေးကြရတာဆိုလည်းလေအဲအဲ့လိုမျိုးလည်းမမတို့ဆိုပါတယ်အဲပြီးတော့တခါဒီနိုင်ငံတော်ကပွဲချင်းနေတဲ့ခါတွေဆရာတွေရဲ့မွေးမေးတို့ရှင်ပြပွဲတို့ပေါ့နော် အဲ့ဒါမျိုးတွေမှာလည်းမဟာတိမဟာတိတချင်းကြီးတည်းရပဲသူတူတို့ပြည့်တ်လို့ဆိုတာလေဒီအဲ့ဒါလေးတွေကိုတင်လျော်ရဆိုင်ရေးဆရာတွေရေးထားတဲ့ဟာလေးမှာတော့စောင်းလေးတွေနဲ့ပဲအဲ့လိုချုပ်ပြီးပြင်ဆင်ပေးပါတယ်လို့ဟုတ်ကဲ့ပါရှင်မအနေနဲ့ပေါ့နော်ဒီစီစီကနေတော်တာရှင်နေအတွက်သချင်းတစ်ပုဒ်လောက်ဆိုပြပေးပါလားရှင်။အော်ဟုတ်ပါပြီ။အဆင်နာမမရလေဟိုပါပေါ့လုံငန်းလေးအတူတူလုပ်နေကြလက်တွဲပြီးတော့ဒီကြဖြိုပြီးနေကြတဲ့အတွက်မမလေး ြောနေတဲ့ဟာလေးနဲ့ကာလာလေးနဲ့လည်းလိုက်ပြီးရောညီချွေစွာဗာလီစုပြပေးပြန်လဲဆိုတော့သူတို့ပြည်သူသားလေးဝဲထွက်တဲ့ခါအခါတော့ပေးရလေးဆိုမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့်ဆောင်းလေးရဲ့ရှင်နေရှိနေလေးပါနော်ဗာလီနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါဆက်ပြောပါမယ်ဟုတ်ကဲ့ပါရှင့်အဲ့တော့အခုမောက်ပြီးပြီးနေတာတော့ဆရာတဲအောင်ဖြစ်ပါနော်ဟုတ်ဆရာဟုတ်ကဲ့ပါဆုမင်း I'm free. 那样去，当 <laughs> <laughs> ောင်းကြီးဟုတ်ကဲ့ပါမမဟိုတချင်းဆိုသွားတာလည်းအရင်ကောင်းပါလေရှင်ဟုတ်ဟိုဒီစီစဉ်ကနေပြီးတော့တရက်ရှင်နေအတွက်လည်းမမနေသူကအမတ်တရစကားလက်ဆောင်လေးပြောပြပါအောင်ရှင်။ဟုတ်ဟုတ်ကဲ့ပါတရက်ရှင်များအားလုံးကိုမမရဲ့အစီအစဉ်လေးကိုအားပေးပြီးတော့နားဆင်ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်များမှာလည်းမမတို့ မဟာဇီတာနဲ့ပတ်သက်တဲ့မြန်မာမှုမြန်မာဆောင်မြန်မာသချင်းလေးတွေနဲ့ဆက်မှန်ပြီးတော့ပရဒက်ရှင်အားလုံးကိုကြိုရင်ဆက်ခွင့်ကြားချင်ပါသေးတယ်လို့ပြောကြားချင်ပါတယ်ဒါလေးအားလုံးဆက်မှန်ဆက်မှန်ပါလိမ့်လို့ဟုတ်ကဲ့ပါမမမြန်မာတို့ရဲ့ဒီအစမဟာဂီတအစီအစဉ်ကနေပြီးတော့ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျမတို့မြန်မာအတန်ကမမနှင်းနှင်းထူးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါမမလေးလေး ညီမတန်ကိုချူးချူးတင်ပါတယ်။ဘာကြောင့်လဲဆိုရင်မမတို့ဒီလိုနိပန်ကြရတဲ့ခွင်းရခဲ့တာအစပန်လေးတွေတွင်းခွင်းပြီးတော့ပိကပ်ပြီးအောင်ပေါ်ပြနေခဲ့တာတွေကညီမတန်နဲ့ရုပ်မြင့်တန်ရဌာနကျေးဇူးတွေအများရှင်လေမမတို့ကမှနော်။ဟုတ်ကဲ့ပါရှင်။အမိပညာရှင်များအားလုံးရဲ့ကျေးဇူးတွေရှိကြပါတယ်။အဲ့ဒါကြောင့်မမလည်းဒီလိုမျိုးပြသခွင့်ရတာ၊ဆွေးနွေးခွင့်ရတာကိုညီမတန်အားလုံးလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နော်။ တတိုက်စမြိုင်ရှင်မြမတို့ရဲ့ဒီအစမဟာဂိတအစီအစဉ်ကနေဒီလက်ရှင်နင်းနင်းထူးနဲ့တွေ့ဆုံမေးမြန်းပေးခဲ့ပြီးမှဒီနေ့စီစဉ်ကိုတော့ဒီများနဲ့ရနာဝင်ပြူပါအောင်ရှင်